ဲညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့လက်ရှိချိန်မှာတော့ Bruno Fernandes နဲ့ပတ်သက်ပြီးတော့သတင်းတွေကဟော့နေတယ်ဆိုတော့ဒီသတင်း detail တွေကိုလည်းညီကိုရီလည်းတော်တော်များများသိပြီးသားဖြစ်မှာပါဘာလို့ဆိုတော့ Channel တော်တော်များများပြတော်တော်များများကလည်းဒီ Aguila ရဲ့ကံလဲမှုတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြထားရှိတယ်ဆိုတော့ဒီမှာကြာရင်ကျွန်တော် Bruno Fernandes နဲ့ပတ်သက်ပြီးတော့ကျွန်တော် Manchester United fan ညီကိုရီဂျာမန်နှစ်ချံကွဲနေရရှိရပြတချို့ကျတော့လည်းဒါ ဘလူးဖန်နက်တက်ကိုဆက်ပြီးတော့ကီးလုတ်ထားသိချင်းသေးတယ်။တချို့ကျော်လည်းဘလူးဖန်နက်တက်ကိုရောင်းပြီးတော့အပြောင်းလဲတစ်ခုခုကိုလုံးစီချင်းတယ်။ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကလည်းဒီဘလူးဖန်နက်တက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးနည်းချင်းကိုကျွန်တော်မျိုးကိုရင်းနဲ့တူတူဒါဆွေးနွေးသုံးသပ်သွားချင်းတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဗျာဒီဘလူးဖန်နက်တက်ကိုအတင်းမှာဆက်ပြီးတော့ထားသိချင်းနေတဲ့သူတွေကရောပြီးတော့ဘရူနိုဖန်နက်ကိုရောင်းပြီးတော့အပြောင်းလဲလုပ်စီခြင်းတဲ့သူတွေရောအကုန်လုံးကဒါ United ကိုချစ်လို့ဆိုတော့ကျွန်တော်နားလည်ပြီးလို့ရတယ်။ဘာလို့လဲဆိုရင် တချို့ကြတော့လေဘရူနိုဖာနာတက်ကိုဆက်ပြီးတော့ထင်းထင်းထားစီခြင်းနဲ့ဘာလို့လဲဆိုရင်ဘရူနိုဖာနာတက်ကလက်ရှိချိန်မှာအသင်းအတွက်တကယ်ကိုရုန်းကန်ပြနေတဲ့ကစားသမားအစားထိုးဖို့ရလဲခက်တဲ့ကစားသမားဖြစ်တယ်ဆိုတော့ဒီကစားသမားကိုရောင်းလိုက်ရင်အသင်းအနေနဲ့ပိုဆိုးသွားနိုင်တဲ့အခြေအနေတွေကိုမြင်လို့မို့သူတို့ကကြတော့ ဆက်ပြီးတော့ထိန်းသိမ်းစားသိနေတာတချို့ကျတော့လေဒီလက်ရှိချိန်မှာပဲဒီဈေးကိုရနိုင်တယ်မဟုတ်ရင်များမကြတော့တဲ့အချိန်မှာဘလူးနိုဖန်နတ်ကိုလည်းအစားထိုးရမယ်အစားထိုးရတဲ့အချိန်ကျရင်ဒီဈေးမရတော့ရင်အပြောင်းလဲလုပ်ဖို့ရခက်သွားလိမ့်မယ်ဆိုတော့တချို့ကျတော့လေဒီဘလူးနိုဖန်နတ်ကိုရောင်းပြီးတော့အသင်းကိုအပြောင်းလဲလုပ်ပြီးတော့ ဒါအပြောင်းလဲတစ်ခုကိုသွားစေခြင်း ਨੇ ဆိုတော့အကုန်လုံးကတော့ဒါ United အသင်းကိုချစ်လို့ဖို့ပဲဒီလိုမြင်နေကြပါဆိုတော့ကျွန်တော်အမြင်ရပြောရမယ်ဆိုရင်လည်းကျွန်တော်ကျွန်တော်အမြင်ကိုတော့ကျွန်တော်ရဲ့ဒီ live stream မှာခဏခဏပြောပြသားပဲကျွန်တော် Bruno Fernandes နဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေအားလုံးကိုချုံချုံသုံးသပ်ကြည့်ရမယ်ဆိုရင်ကျွန်တော်ကရောင်းစေခြင်းနဲ့အဲမှာပါတယ်ပထမဆုံးအနေနဲ့ပြောရရင်ဗျာဒီ Bruno Fernandes က Ferguson ခေတ်နောက်ပိုင်းတွေမှာအခွင့်အရေးမှုတွေထဲမှာဒါအကောင်ဆုံးခွင့်အရေးမှုဖြစ်တယ်ကျွန်တော်အသင်းကိုလက်ရှိချိန်ထိလည်းထန့်တင်ပေးနေတဲ့ကစားသမားလည်းဖြစ်တယ်ပြီးတော့သူ့နေရာကိုအစားထိုးဖို့ရာအခက်တယ် ဆိုတော့အစားထိုးဖို့ခက်တယ်ဆိုပေမဲ့လည်းသူ့နေရာကြီးကအမြင်နဲ့အစားထိုးစရာမလိုတော့တဲ့ပုံစံတော့မဟုတ်ဘူးဗျာကျွန်တော်တို့အနည်းနဲ့အမြန်အစားထိုးရမှာကျွန်တော်အမြင်ရဆိုရင်လည်းဘလူးနိုဖာနာဒက်ကနောက်နှစ်နှစ်လောက်နေရင်ကျွန်တော်တို့အစားထိုးဖို့ရလိုးလာနိုင်မယ်ဆို သူကဒီ physical ကောင်းတယ်ဒီ danger injury ကိုရှောင်ကစားနိုင်လို့ပို့အသေးပြကစားနိုင်တယ်ဆိုရင်တော့မှ lead industry ရကြရင်အဲ့နောက်နေ့လောက်နေသူပွဲတိုင်းကိုဝက်ချိန်ပြသုံးလို့မရတော့တဲ့အနေဒါတစ်ခုကိုရောက်လာလိမ့်မယ်ဆိုတော့အဲ့ကြရင်လည်းအစားထိုးရလိမ့်မယ်ဆိုတော့တေးချာပြအဲ့ချိန်ကျမှအစားထိုးမယ်ဆိုရင် bruno fernandes ကိုရောင်းနေဆိုရင်တော့မှလက်ရှိပမာဏလောက်တော့မရတော့ဘူးဆိုတော့ပြဒီလက်ရှိကျွန်တော်ရိုးရိုးလေးပဲမြင်ကြည့်မယ်ဆိုရင် bruno fernandes ကိုရောင်းရင်အခုချိန်မှာတန်တရာလောက်ရနိုင်တယ်ဆိုတော့တန်တရာလောက်ရနိုင်တဲ့အချိန်မှာတော့မှကျွန်တော် replacement ခက်ခဲတယ်ဆိုရင် bruno fernandes ကိုရောင်းလို့ပိုက်ဆံသိမ့်မရတော့အချိန် ်မှာသူ့နေရာကိုဒီ replacement လုပ်ဖို့ကပို့ပြီးတော့ခက်ခဲသွားမှာမဟုတ်ဘူးလားဆိုကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်မြင်တဲ့အတွက် blue van attack ကိုရောင်းစေခြင်းနဲ့နောက်တစ်ချက်ကအသင်းရဲ့လက်ရှိအခြေအနေကြောင့်လည်းပါတယ်အသင်းရဲ့လက်ရှိအခြေအနေကဗန်နားရေးအခြေအနေကလည်းကျတဲ့နေရယ်ဥရောပဝင်ခွင့်ကလည်းမရတော့ဘူးတကယ်လို့ပြအသင်းရဲ့ဗန်နားရေးအခြေအနေကအဆင်ပြေတယ်ဒါမှမဟုတ်ရင်လည်းဒီ ။ဥရောပဝင်ဝင်ရတယ်ဆိုတော့အဲ့ဒီနှစ်ချက်လေးကတစ်ချက်လောက်နဲ့သာညှိနေမယ်ဆိုရင်ကျွန်တော်ကဘရူနိုဖာနန်ဒက်ကိုဆက်ပြီးတော့ထိန်းသိမ်းထားမယ်ထင်ပါပါတယ်။ဆိုတော့ဗန်နာရေးအချိန်ကောင်းရင်ကျွန်တော်မရောက်နိုင်အဆင်ပြေသေးရဲ့။တကယ်လို့ဥရောပဝင်ဝင်ရတယ်ဆိုရင်လည်းဒီဥရောပအတွေ့အကြုံကျတော့ဒီဘရူနိုဖာနန်ဒက်လိုကစားသမားလိုတဲ့အတွက်မရောက်စေချင်ဘူး။ဒါပေမဲ့အသင်းကိုပြန်ကြည့်ရင်ကျတော့ဗန်နာရေးအချိန်လည်းမကောင်းဘူး။လာမယ့်နှစ်မှာဆိုရင်လည်းကျွန်တော်တို့ပရီးမီးယားလိမှာတပတ်ကိုတဝဲပဲကစားမှာဆိုတော့လက်ရှိချိန်မှာဘရူနိုဖာနန်ဒက်လို experience မျိုးမရှိဘူးဆိုရင်တောင်မှ အသင်းကိုရောက်လာတယ်ဆိုရင်ကျွန်တော်တို့ဒီတိုင်းအချိန်ပေးလို့ရတယ်ပြောချင်တာဒီဘရူနိုဖာနာဒက်နေရာကိုတိုက်ရိုက်အစားထိုးလိုက်တဲ့ကစားသမားပဲဖြစ်ဖြစ်ဒီအသစ်ခေါ်ယူလာတဲ့ကစားသမားတွေပဲဖြစ်ဖြစ်ဗျာဒါမင်းနဲ့မှာဒါချန်ပီယံလိဝင်ဝင်မရဘူးပရီးမီးယားလိမှာတပတ်ပွဲတပွဲတပတ်ကိုတပွဲပဲကစားရမယ်ဆိုတဲ့အတွက် ဒါကောင်းကောင်းကြီး adaptation လုပ်ဖို့အတွက်အချိန်ရတယ်ဟိုပြောချင်တာဆိုတော့ပုံမှန်ချိန်တိုင်းခေါ်လိုက်မယ်ဆိုရင် Bruno Fernandes နေရာစားထိုးတဲ့ကစားမှာ rate များရတာ Champions League လည်းကစားရတယ် Premier League လည်းကစားရတယ်ဆိုတော့ rate များရတယ်သူ့မှာလုံလောက်တဲ့ experience မရှိရင်ပို့ပြီးတော့ရုံးငန်သွားနိုင်တယ်အခုကြောတော့ဗျာဒီဥရောပအတွေ့အကြုံမရှိတဲ့ကစားသမားမျိုးနဲ့ဟိုခေါ်လိုက်မယ်ဆိုရင်တောင်မှဒါတပတ်ကိုတပွဲ Premier League မှာပဲကစားရမယ်ဆိုတဲ့အတွက် adaptation အရာရော PR အရာရောနည်းတယ်ဆိုတော့ဒီလက်ရှိအချိန်ရဗျာဒီ rugby မှာလုပ်မယ်ဆိုရင် အကောင်းဆုံးအချိန်လိုပဲမြင်တယ်ဟိုတပတ်တပွဲပဲပဲကစားရတာကောင်းတာတော့မဟုတ်ဘူးဗျာဒါပေမဲ့ကျွန်တော်တို့မတက်နိုင်တော့ဒီအချိန်လေးကြီးကကျွန်တော်ရောက်သွားပြီဆိုတော့ရောက်သွားတဲ့အချိန်လေးပေါ်မှာပြန်ပြီးတော့ကောင်းကောင်းအသုံးချမယ်ဆိုရင်ဒီအချိန်လေးကအချိန်ကောင်းလို့ပဲကျွန်တော်တို့မြင်တယ်နောက်တစ်ခုကကျွန်တော်မန်ချက်စတာယူနိုက်တက်ဖန်တွေရှိရဗျာဟိုအဲ့ဟာကတော့ဒီကျွန်တော်ဒီဘရူနိုဖာနာဒက်ရှိနေတော့ဘို့ဒီရာဒီကျွန်တော်အသိကတန်းမစင်းခဲ့ရတာပေါ့ဆိုတော့ဘရူနိုဖာနာဒက်တာမရှိတော့ရင်လာမင်းနေ့ရာဒီမှာတန်းစင်းရမယ်ဆိုတာမျိုးပြောနေတာကြီးတွေကတော့အရင် negative sign တွေလို့ပဲကျွန်တော်တို့မြင်တယ်ဗျာဆိုတော့ဘရူနိုဖာနာဒက်ကဒီရာဒီမှာကျွန်တော်တို့ဟိုဘရူနိုဖာနာဒက်ထက် င်ပေးခဲ့လို့ကျွန်တော်ဒန်မစင်းရအောင်မှန်တယ်ဒါပေမဲ့အဲ့လိုမျိုးဘရူနိုဖာနန်ဒက်ထွက်သွားရင်ဒန်စင်းရမယ်ဆိုတဲ့ logic ကြီးလည်းမရှိဘူးဗျာကျွန်တော်ပြောချင်တာဘရူနိုဖာနန်ဒက်ထွက်သွားရင်ပိုကောင်းလာမျိုးလည်းဖြစ်နိုင်တယ်လို့ပူဆိုးသွားမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့အချင်းဒီ overall အနေနဲ့ဂျုံကြီး တွေ့ကြည့်မယ်ဆိုရင်တန်းစင်းရဖို့ကတော့ရာခိုင်နှုန်းနည်းတဲ့အထက်မှာတော့ပါပါတယ်ဘလူးဖာနယ်တက်ထွက်သွားရင်ဆိုရင်တော့မှဒါပေမဲ့ဒီရာဒီဆိုရင်ဒါအဆင့်15ပြီးရဲ့ကျွန်တော်ကဒီရာဒီအဆင့်15ပြီးတာကတန်းစင်းရအနေတော့မထူးပါဘူးကျွန်တော်ကဆိုတော့ကျွန်တော်ကတော့တကောင်ထက်တော့ညံမတတ်တော့ဘူးဗျာအပြောင်းလဲလုပ်ရှင်အခုတွေကလုပ်ဖို့ရပဲအခုတွေကပဲလုပ်စီခြင်းတယ်ဆိုတော့ဘရူနိုဖာနဒက်ထွက်သွားရင်ဒါတန်းပိုပိုပြီးတော့ struggle ဖြစ်မယ်တန်းစင်းရမယ်ဆိုတာမျိုးကတော့မိတ်ဆန်လို့ဖြစ်လို့ပဲကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုကကျွန်တော်ရဲ့ personal feeling အကြောင်းမို့လို့ပဲ ကျွန်တော်ကဒီရာသီပြီးသွားရင်လက်ရှိဒီ2024 25ရာသီပြီးပြီဆိုရတဲ့ကဒီ Bruno အလွန် error တစ်ခုကိုကျွန်တော်ကမြင်ကျင်တဲ့အထက်မှာပါတယ်ကျွန်တော်ကဒီ Bruno အလွန် error တစ်ခုရယ်လို့တော့မဟုတ်ဘူးဗျာပြောချင်တာကျွန်တော်အသင်းရဲ့ဒီပြီးခဲ့တဲ့ ဆယ်စုနှစ်တခုလောက်ကိုပြန်သွားကြည့်မယ်ဆိုရင်အသင်းမှာဒါနှစ်အရှည်ဆုံးရှိနေတဲ့ကစားသမားတွေရှိရယ်မာကက်ရက်ဖို့ရှိရယ်ဟယ်ရီမဂွိုင်းယားရှိရယ်လင်ဒီလော့ရှိရယ်လူရှော့ရှိရယ်ပြီးတော့ဒီဒီအေဂိုဒါလော့ရှိရယ်ဘရူနိုဖာနန်ဒက်ရှိရယ်အများကြီးမကြံတော့ဘူးဗျဒီချောလော့ပဲကြံတော့ပါဆိုတော့ဒီကစားသမားတွေအလွန် error တခုကိုကျွန်တော်မြင်ချင်းနေဆိုတော့ဒီလက်ရှိဒီကစားသမားတွေဆယ်စုနှစ်လောက်ဆယ်စုနှစ်တခုစာလောက်ကစားလာတဲ့အချိန်မှာကျွန်တော်အသင်းပြောင်းလဲအများကြီးလဲလုပ်ခဲ့တယ်လူခေါ်မှုတွေအများကြီးလဲလုပ်ခဲ့နီးပြလဲစုံနေဗျာဒီကောင်းနာအတက်ကစားတဲ့နီးပြတွေရော position ကစားတဲ့နီးပြတွေရောဒီ champion brazil high pressing ကစားတဲ့ ဲ့နီးပြတွေရောပြီးတော့ဒီအခု vertical main ကစားတဲ့နီးပြတွေရောက်လာတယ်ဆိုတော့3 back ကစားကစား4 back ကစားကစားကျွန်တော်တို့မှာတစ်နှစ်တစ်နှစ်မှာ V တက်လာရှိတယ်ကျွန်တော်တို့အသင်းကဘယ်လိုတက်လာလဲဆိုရင်ဒီနီးပြသူတို့ရဲ့နီးစနစ်တွေနဲ့အံမွယ်မအောင်ဆိုတဲ့ free ပါဆိုတော့ဒီ free ကဒီ senior ကသမားတွေစီကလာတာမျိုးပဲဖြစ်ဖို့ရများတယ်ဗျာဘာလို့လဲဆိုတော့ဟိုသူတို့စီကလာပါတယ်လို့တော့ကျွန်တော်လည်းဓာတ်ရိုက်တော့ ဟိုမပြောနိုင်ဘူးဒါပေမဲ့ခံမှန်းကြည့်ရတော့ဆိုရင်တော့ဒီဒီကစားသမားတွေကြီးကပဲအများဆုံးလာပြီအခုပြဿနာဖြစ်တယ်ဆိုရင်လည်းဒီ market refo လို့ဒီ Harry Maguire ဆိုရင်လည်းကျွန်တော်ပြဿနာရှိခဲ့တာတဖြည်းဖြည်းပြန်လာလို့ဒါလက်ခံပေးထားလို့ရတဲ့အနေအထားရှိနေရအဲ့လိုပြဿနာရှိခဲ့တယ်ဆိုတော့နီးပြားရဲ့နီးစနစ်တွေမကြိုက်ပါဘူးဆိုတော့ breed တွေလည်းရှိခဲ့ဆိုတော့ကျွန်တော်ကကျွန်တော်ဒီကစားသမားတွေအလွန် error တစ်ခုကိုကြည့်နေတယ်ဆိုတော့ Bruno Fernandes ကမကောင်းလို့တော့မဟုတ်ဘူးကောင်းတယ်ဒါပေမဲ့အစားထိုးမယ်ဆိုရင်အခုချိန်ကအစားထိုးလို့အကောင်းဆုံးပဲဥရောပပြိုင်ပွဲလည်းမရှိတဲ့အချိန်မှာအသင်းကိုရောက်လာတဲ့ကစားသမားတိုင်းကအချိန်လုံးလုံးလောက်ရတယ် ပြီးတော့ဒီအရန်နဲ့ဖီယာမများတဲ့အချိန်တွေတစ်ခုအောက်မှာ adaptation လုပ်ရတဲ့အတွက်ပို့ပြီးတော့ဖြစ်နိုင်ခြင်းများတယ်ဆိုတော့ကျွန်တော်အပြောင်းလဲလုပ်စီခြင်းတယ်ဆိုတော့ replacement ဘိုင်းကိုတော့ကြည့်မယ်ဆိုရင်ကျတော့ Bruno ဘာလို့မထွက်စီခြင်းလဲဆိုတဲ့အဖွဲ့ကိုကျွန်တော်နားလည်ပြီးလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ replacement ဒီက software လုပ်လာတာအခုမှတော့မဟုတ်ဘူးဒါဟုတ်ရင်လည်း software လောက်လာဆိုတော့ဒီ replacement အတွက်ကိုသူတို့စိုးရိမ်လာဆိုတော့ဒါမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ကျတော့လေဗျာဒီ Bruno Fernandez နေရာကိုဒီကစားမဖြစ်လာရင်ဒါရဲ့အဆင်ပြေပါမယ်ဆိုတော့ဟို ကျွန်တော်တို့ဒီအချက်လက်ကမရှိဘူးဗျာကျွန်တော်ပြောချင်တာဘယ်ကစားသမားကိုဖြေးလိုက်ရင်တော့ဘရူနိုဖာနယ်တဲ့နေရာကိုဒါရိုက်အစားထိုးနိုင်တယ်ဆိုတာမျိုးတိတိကျကျကျွန်တော်တို့ပြောလို့မရဘူးဆိုတော့ဘရူနိုဖာနယ်တဲ့နေရာကိုဖြေးဖို့ဆိုရင်ဒီကစားသမားတွေဒီကစားသမားတွေရဲ့ data တွေ record တွေအရာတော့နှိစက်တယ်ဒီကစားသမားတွေကိုဖြေးဖို့လိုမယ်ဆိုတာမျိုးတော့ပဲရှိရဲဒါပေမဲ့တေချာတကူကဒါ recruitment အနေနဲ့လည်းဒီဘရူနိုဖာနယ်တဲ့နေရာတကယ်လို့ထွက်ဖြစ်တယ်ဆိုရင် ကောင်းကောင်းကြီး replacement လုပ်ဖို့ရတော့လိုတယ်ဟိုအကောင်းဆုံးပြအနည်းဆက်ဆုံးဖြစ်နိုင်ဖို့ရတော့လိုတယ် data တွေ record တွေရဒါသာမှကျွန်တော်မှားကောင်းမှားနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တင်းရအရှိမလဲမှားခဲ့တဲ့တွေ့ကြုံတွေရှိရပဲဒီကစားသမားကိုခေါ်လိုက်ရင်အဆင်ပြေပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့ခေါ်လိုက်တယ်တကယ်ရောက်လာတဲ့အချိန်မှာ အဲ့ဒါမှန်ချက်နဲ့နှမ်းထွက်နဲ့မကြိုက်တာမျိုးလေဖြစ်တတ်တယ်ဆိုတော့ဒါမျိုးကြုံရတယ်ဆိုရင်လည်းထူတော့မထူဘူးဗျာကျွန်တော်ဒီလိုမျိုးပဲအပြောင်းလဲအဆင်မပြေသူအဆင်ပြေတဲ့သူမတွေ့မချင်းအပြောင်းလဲတော့လုံးဝမှာပဲဒါပေမဲ့အမားနဲ့အောင်တော့တက်နိုင်တော့အမားနဲ့အောင်တော့လုံးဝပဲဒီချိန်အမားနဲ့တယ်ဆိုရင်တော့မှဗျာအနည်းဆုံးခံတာသေးရယ်ကျွန်တော်တို့ကတခြားပြိုင်ပွဲဖီးယားတွေမရှိတဲ့အတွက်လက်ရှိချိန်ကတော့အကောင်းဆုံးချိန်ပဲလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီဘရူနိုဖာနန်ဒက်ထွက်သွားရင် ဒီ replacement အတွက်ကျွန်တော်ကျွန်တော်ကျွန်တော်ဖြည့်စေခြင်းနဲ့ကျွန်တော်ဖြည့်စေခြင်းနဲ့ကစားသမားတွေနဲ့အနှဲငယ်လည်းရှိတယ်ဗျာဆိုတော့အဲ့ကစားသမားတွေအကြောင်းကိုတော့ကျွန်တော်နောက်ကြမှာပဲဒီဒီတပုတ်နဲ့ဟိုပြန်ပြီးတော့ပြောခြင်းနဲ့လက်ရှိချိန်ကျော်လည်းဒါ overall လောက်ပြောသွားရင်လည်းမပြည့်စုံဘူးဖြစ်သွားနိုင်မယ်ဆိုတော့ဒီ Bruno Fernandes ကိုကျွန်တော်ကတော့လက်ရှိချိန်မှာဒီဈေးနဲ့ရရင် ရောင်းစီခြင်းနဲ့ရောင်းစီခြင်းနဲ့ဆိုတော့အတင်းတွယ်လည်းအကျိုးရှိတယ်လို့ကသမားတွယ်လည်းကောင်းပါတယ်ကသမားအနေနဲ့လည်းမကြတော့တဲ့အချိန်တခုကြာရင်ဒီ lean industry ရသူတဖြည်းဖြည်းနဲ့ကျလာလိမ့်မယ်ဗျာကျွန်တော်ပြောအသက်ရွယ်ရုံကျတော့လွန်ဆန်လို့မရဘူးဆိုတော့အချိန်ကြာရင်အနည်းနဲ့မြန်အစားထိုးရမှာဆိုတော့ ဒါအသင်းတွေရောသမားတွေရောကောင်းတယ်ဆိုတော့တကယ်လို့ပေါန်းတန်းတရာဝင်းရှင်ပြအဲ့တက်ပူရပဲဖြစ်ဖြစ်တရားဆိုတဲ့ဒါသူတို့ပေးမဲ့နေထားမှာတော့ရှိရဲ့ဆိုတော့ပေါန်းတန်းတရာတော့ရရဆိုရင်တော့အသင်းတွေရောကသမားတွေရောဝင်းဝင်း saturation ဖြစ်တယ်လို့ပဲကျွန်တော်တော့မြင်တယ်ဆိုတော့လာမယ့်နေ့မှာကျွန်တော်အသင်းကဥရောပဝင်ခွင့်ဥရောပအတွေ့အကြုံမရှိတဲ့ကသမားတွေခေါ်ခဲ့မယ်ဆိုရင်တော့မှ အဆင်ပြေအဆင်ပြေပြေနဲ့သွားလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်။ဘာလို့လဲဆိုကျွန်တော်တင်ရဘာဝရောဘပြန်ခွဲမှလည်းမကန်ရတဲ့အတွက်ဟိုတပတ်တပွဲကိုကန်ရတဲ့အချိန်မှာဖီအားလည်းနေတယ်။လက်ရှိချိန်မှာဗျအသင်းကိုရောက်လာတဲ့ဒီယာဒီအသင်းကိုရောက်လာတဲ့ကစားသမားတွေက တခြားရာသီတွေလက်ဆိုင်တော့နည်းနည်းဖီးယားနဲ့မယ်ပြီးတော့တို့ဒီ adaptation အတွက်အချိန်ပို့ပြီးတော့ရမယ်အဲ့တော့လက်ရှိချိန်မှာအသင်းအနာ premier league အတွေ့အကြုံရှိတဲ့ကစားသမားတွေကိုပို့ပြီးတော့ခေါ်နေရဆိုတော့တို့ဒီ league industry ရ struggle ဖြစ်ရတဲ့ပုံစံကိုမကြိုက်တာကြောင့်လည်းပါတယ်တော့ဒီဘယ်သူတွေအစားထိုးမလဲဆိုတဲ့အပိုင်းကတော့ဒါတို့ဆက်ပြီးတော့လုံးဝမှာပဲပေါ့ဗျာဆိုတော့ bruno fernandes ကိုတော့ဒါဖြစ်နိုင်ရင်တော့ကျွန်တော်ကတော့အဲ့ဈေးနဲ့ရမယ်ဆိုရင်တော့ရောင်းစီချင်တယ်ကျွန်တော်80ဆိုရင်တော့မရောင်းစီချင်ဘူးဒါကျွန်တော်စိတ်ရင်းအမှန်နဲ့ပြောတာလက်ရှိချိန်ပေါင်သန်း80လောက်နဲ့ဆိုရင်တော့မရောင်းစီချင်ဘူးဒါပေမဲ့100 100လောက်ရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ရောင်းစီခြင်းနဲ့အထင်မှားပါပဲကျွန်တော်ညီကိုလေးရဲ့အမြင်လေးရောကျွန်တော်နဲ့တူဝင်ရောက်ဆင်းနေတုံးသက်ပြီးတော့ပါအောင်ပြီးတော့ညီကိုလေးအနေနဲ့ဗျာဒီ Bruno Fernandes နေရာကို replacement လုပ်ဖို့အတွက်ညီကိုလေးမြင်ထားတဲ့ကစားသမားတွေရှိရင်လည်းကျွန်တော်တို့ဒီ name list တွေကို comment နဲ့ comment section မှာဝင်ရောက်ရေးပေးခဲ့ပါအောင်ကျွန်တော်အဲ့ဒီကစားသမားတွေကိုကျွန်တော်မသိတဲ့ကစားသမားတွေဆိုရင်လည်းကျွန်တော်လည်းလေ့လာခြင်းနဲ့ဟို ပြီးတော့နောက်တစ်ပုတ်မှာဆိုရင်လည်းအဲ့လိုမျိုးဒီ replacement လုပ်စီတင်တဲ့ကမ္ဘာတွေအကြောင်းကိုလည်းဟိုလုပ်မယ်ဆိုတော့အချင်းချင်းနဲ့ပို့ပြီးတော့ discount လုပ်လို့ရရယ်ဆိုတော့ညီကိုရဲ့အမြင်တွေကိုလည်းကျွန်တော်တို့ရဲ့ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးတော့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုင်းနေတက်တယ်ဆိုရင် like and subscribe လေးနဲ့အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်